သူ့ရဲ့ဒါပါရမီဖြစ်ပဲဖြစ်တဲ့ဒေါ်မာပြောတဲ့စကားဟာတမိုင်းတွန်မီဒီယာအလုံးနဲ့သိပြီးသားပဲနော်ဒီလိုကကိုတော့မကလို့တိမ်ပေါင်းတသိန်းကိုလည်းမလောက်ဆိုတာကိုကသူတို့ကအပြောနဲ့အလုတ်ကညီသလိုဖြစ်သွားပြီပရူပဝါဒဆိုတာပါဠိလိုပေါ့ကွာအိဗေကတော့သူတို့ဘာဆွတ်ဆွဲမှာကိုမလိုလားဆွဲတဲ့သူကလုံးနိုင်မှာပေါ့သူတို့ဘာပြူထားတဲ့ပစ္စည်းတွေနဲ့ဆိုတာမျိုးတကကြီးကအဲ့လိုအဖြစ်မခံဘူးသူကိုယ်ပိုင်ပစ္စည်းနဲ့ လှုပ်တာဒိုက်ကမာရီဒေါ်ဝန်းမှ20 20 20နှစ်စုထားတဲ့စိန်အစစ်တွေနဲ့လှုပ်တာဗရမားအစစ်တို့ပလဲကလည်းမွင်းယူပလဲမဟုတ်ဘူးတဘာဝပလဲဗနက်တင်မင်္ဂလာတုံးကလည်းသိမ့်ပေါင်1900ခုနှစ်အကုန်နဲ့အခုပိဋကသုံးပုံနဲ့ဒီအုတ်တွေကိုပူဇော်တဲ့ပွဲမှာသိမ့်ပေါင်900ခုနဲ့ဒါလည်းကိုကနတ်မယ်အခုဒီပွဲမှာတော့သိမ့်ပေါင်3000 159သိမ့် ကိုနေဒါတွေကိုအားလုံးသာဓုခေါ်နိုင်အောင်မီဒီယာကနေဖြောင့်ဝေပေးဖို့လဲเนาะမြစ်တရားခံပန်ကြပါလေ ဘာပဲရှိတယ်အနာကဆယ်ပါးရှိတဲ့တဲမှာအခုဒီပွဲကတော့တိပိသားပါဟိုယရနာအစိတို့ပြန်စီချထားတဲ့အုတ်ဒီနဲ့ထပ်ပနာပွဲဒီအားရဲ့ဖြစ်ဖြစ်ဖြစ်ရဲ့ဖြစ်ပေါ်လာတဲ့အစကဟိုပါမလ2025မလ3မလမလ28ရက်နေ့ကလှုပ်သွားတဲ့ငလင်းကိုအကြောင်းပြုတော့ဖြစ်တာပေါ့နော်ငလင်းကိုအကြောင်းပြုတော့ဖြစ်တော့အကြောင်းဆောင်မဲ့အကြောင်းတိုင်ကကြီးဦးဆန်းဝန်းက လင်းလောက်တုတ်ပြီးတဲ့နောက်ဒါ9ရက်လောက်မှရောက်လာပါတယ်အဲလောက်မှရောက်ဒီကျောင်းကကျောင်းတဲ့တန်ဃာတော်ရင်းနဲ့တော့တပားမှတည်ကျွန်းတာမရှိဘူးဒါလည်းသူ့ရဲ့ဟိုအတိတ်ကအမြန်ပထမ်းဆက်ပါခဲ့သလားမသိဘူးဒီကျောင်းရောက်တာနဲ့သူ့တန်တန်မှာအချောင်းဆောက်ခြင်းနဲ့စန္ဒာကြီးဖြစ်သွားတယ်ဖြစ်သွားရာနေနိုင်ငံဆရာတော်တွေကိုရှောက်တယ်ဒါဟိုမှလည်းပြောခဲ့ပြီးသားမနေ့ကလည်းပြောတယ်သူကတော့သူ့အစိတ်ကူးတုန်းကတော့ဟိုတိမ်ပေါင်း3000လောက်ဆိုရင်ကုန်တယ်ဆိုတော့မိသားစုနဲ့မတိုင်မီမဲနဲ့ရှောက်လိုက်တယ် နောက်နှစ်ရက်လောက်ရှိတော့မိသားစုလည်းပါတယ်အင်ဂျင်နီယာဖွဲ့တွေလည်းပါတော့တွက်လိုက်တဲ့အခါကျသိမ်းပေါင်း9000ကျော်ကျော်ကုန်မယ်လို့သူ့ရဲ့အင်ဂျင်နီယာဖွဲ့ကတွက်တယ်နော်အဲ့မှာလည်းသူ့ရဲ့ဒါပါရမီဖြစ်ပဲဖြစ်တဲ့တော်မှာပြောတဲ့စကားဟာတမိုင်းတွန်မီဒီယာအလုံးနဲ့သိပြီးသားပဲနော်ဒီလိုက9000ကျော်မကလို့သိမ်းပေါင်း3000ကျော်လည်းမလောက်ဘူးဆိုတော့ခုကသူတို့ကအပြောနဲ့အလုပ်ကညီသလိုဖြစ်သွားပြီအဲ့လိုနဲ့တို့တိုက်ထဲမှာနိုင်ငံကြီးက တက်တော်ကြီးတွေကလည်း6ပါးလောက်ရှိတာဟုတ်6ပါးကြီးတော့ဒီငလင်းကလည်းအလုံးပေါင်း16 16 16ကျောင်းရှိတာ12ကျောင်းပြိုတယ်ပြိုတယ်ပြိုတယ်ပါလေဆရာတော်ကြီးတွေအကျောင်းတွေလည်းပါတယ်ဗျပါတော့ဒီဟာကျောင်းသားရကကြီးဦးဆန်းဝမ်ကျောင်းအလှူနဲ့ပတ်သက်လို့ဒါဆရာတော်တို့ရဲ့လက်ခံမှုကိုတို့သိရှိပြီးတဲ့နောက်မှာတို့ကလည်းနိုင်ကတိုင်မစည်းဝေးရပြီတော့ဆရာတော်ကြီးတွေကတက်တော်ကြီးတော့ကြတော့တို့တိုက်ထဲက အလက်ပေါ့ဘုန်းကြီးနှစ်ပါတောင်းပေးတယ်အနှစ်ပါတော့ဘုန်းဘုန်းကြီးဘွယ်ကဝိညာဇက်ကပြီးဝန်သားတဲ့ဒီဒီเจ้าဘုန်းကြီးရဲ့ဘွယ်ကဥဒ္ဓမဟိုเจ้าတကာတို့ဘာတို့ကလှုပ်ရှင်တဲ့ဆန္ဒကိုရှောက်ပြီးမှတို့ကနိုင်ငံဆရာတို့ဒီအတိပေးအဲ့လိုပေါ့အဲ့လိုကနေတို့တကယ်တမ်းလဲတဲ့ကြီးဆိုတာငကွာနှစ်ထက်ကျောင်းတားကြီးကသူ့ဟာသူတရားတရားတွေဟောပြတော့သုံးတက်ဆောက်ပြရစီဆိုတော့သူကသုံးတက်ဆောက်ပြရစီဆိုတော့ကျောင်းတားကြီးရဲ့စစ်ချောက်သားကြီးကိုသူက နိုင်ကကြတော့ဖျားရင်းနဲ့အစည်းအဝေးလုပ်ပြီးတော့မှအတီးယူရတာအဲ့တော့ဒုစိတ်ထဲမှာငကူကနှစ်ထက်နဲ့လေကားဆိုတော့သုံးတက်ဆိုရင်တော့အဆင်ပြေပါမလားဗောသူကပုံနေထိုးလိုက်တဲ့ခါကျသုံးတက်ကလည်းတော်တော်အဆင်ပြေတယ်အဲ့နဲ့သူကဆရာတော်တွေကသုံးတက်သဘောတူသွားတယ်သဘောတူသွားရင်တော့သူတို့ကတော့ကြောင်းဆောက်လူရမယ်လို့သူတို့ကလည်းလျှောက်ထားဒါရိုက်ကဒကာနိုင်ကားတွေကလည်းခွန်ပြူတယ်နောက်သူတို့ကအမြဲမပြတ်ပဲကြောင်းမှာလာတယ်ဟိုငါကြောင်းဆောက်မယ်ပတ်စံဝတ္ထုငွေ ကုန်ကြသမျှခံမယ်ကြာနာတွေကိုလုပ်ငန်းရှင်ပညာရှင်အားရမယ်လုပ်မယ်လို့အပြစ်မထားဘူးသူတို့ကြတော့အမြဲတမ်းကိုကြောင်းအပေါ်မှာလေတကယ်ကိုကြောင်းကြဆိုင်ပြီးတော့လုပ်တဲ့တကားရဲ့အဲ့ဒါနဲ့အဲ့လိုကနေလွတ်လိုက်တဲ့ခါကျတော့ပထမဆုံးသူတို့ပနက်တင်မင်္ဂလာပေါ့ပနက်တင်မင်္ဂလာလည်းသူကဟိုဆရာတော်တဲ့တို့တို့ကေကိုပနက်တင်မင်္ဂလာကိုခံခံနာနာသာသနာ့ရဲ့ရှေ့ဆောင်အနေနဲ့သူလိုရင်းကတော့သူပြုလုပ်တဲ့အခမ်းအနားကြီးကိုတနိုင်ငံလုံးကဗုဒ္ဓဘာသာဝင်တွေသိရှိပြီးတော့ အတူယူနိုင်အောင်လိုက်နာနိုင်အောင်အဲ့ဒီလောက်ထိတပည့်တော်ကလုပ်ချင်တယ်အတိုင်းပြီးတော့လုပ်လိုက်တာအဲ့ဘနဲ့တင်မင်္ဂလာရေးတော်တော်ကြီးကိုကြီးကြီးကျယ်ကျယ်ခန်းထားတာမီဒီယာအားလုံးသိပြီးသားနော်အဲ့ဒါနဲ့တို့မှာမိတ်ဆွေဆရာတော်တစ်ပါးရှိဘောသက်ဆိုင်ရာလောကီအကျွမ်းကျင်တဲ့ဆရာတော်ပေါ့ဆရာတော်ကငါတို့နဲ့ယဉ်ကြီးတဲ့အခါကျတော့ဘုန်းကြီးဘနဲ့တင်မင်္ဂလာလဲလုပ်ပါတပည့်တော်ကြိုက်တာကတော့မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံတော်အစိုးရလုပ်တဲ့ဗုဒ္ဓရုပ်ပွားဟိုပေါ့စေတီတော်တွေထပ်ပနာတာပါလုပ်တဲ့ကမှရွှေအုပ်ငွေအုပ်ဆိုပေမဲ့တကယ်တမ်းကျတော့ပဂတိအုပ်ခဲကိုကလရွှေကတ်တာတို့ရွှေစည်းတုတ်တာတို့အဲ့လိုပဲရှိတယ်ငွေအုပ်ဆိုရင်လည်းပဂတိအုပ်ခဲကိုငွေရောင်တုတ်လိုက်တာပဲဟန်းဆောင်ပေါ့အစ်စ်မို့အဲ့ဒါဘုန်းတော်ဘုန်းတော်ကြီးကအဲ့ဒါနဲ့တကယ်တာကျောင်းတကာကြီးကစွမ်းနိုင်ရင်တော့တပည့်တော်က တကယ်ကိုရွှေအုပ်အစစ်ငွေအုပ်အစစ်တွေနဲ့လုံးစေခြင်းနဲ့တပည့်တော်စနစ်တကျလုံနီးကန်နီးတို့သူကပြပေးပါမယ်ဆိုတော့ငါအเจ้าတကာကိုပြောလိုက်တာပြောလိုက်တာတော့သူ့ရင်ထဲမှာတော့အဲ့တော့ဘယ်လိုရှိကြောင်းမသိဘူးသူအဲ့တော့ပနဲ့တော်မင်္ဂလာဆရာတော်ပဲငါ့ကိုတိုက်တွန်းတဲ့ဆရာတော်ကတော့ပနဲ့တော်မင်္ဂလာကိုဘုန်းကြီးလောက်ကြီးပုံကြခံမလို့ပဲတဲ့ဥမျက်စီမင်္ဂလာမှလုပ်ပါသူပနဲ့တော်ဥမျက်စီမင်္ဂလာစနစ်တကျအတွက်ပေးမယ်ကွာအဲ့ဒါနဲ့ပနဲ့တော်မင်္ဂလာလုပ်လိုက်တော့ ဆရာတော်ကအဲ့ဒါတကားတွေကတအားကြည်နူးသွားတယ်။ကြည်နူးသွားတဲ့နောက်ကိုနောက်ကိုမတို့တော့ဘာမှမပြောသူတို့ကသူလောက်နေကြ။အုတ်စစ်အခုဒီမှာကြီးတဲ့ဟိုဟာပေါ့သူတို့ပြောတဲ့မနိရှက်တရာကျန်တာငါအစတည်းကတော့ဝန်ခံတယ်နော်မနိရှက်တရာကျန်တာငါတို့မကြည့်ဘူးကြလား။မတို့မကြည့်ဘူးတဲ့အတွက်အဲ့မနိရှက်တရာကျန်တဲ့မှာဘာတွေရေးတာလဲဆိုတော့အတိအကျတော့မသိဘူး။ဒါပေမဲ့ तू ကပုံပြစီတဲ့နေရာမှာအစင်တိုင်းရှိတယ်။ဟိုဒီမှာလဲနီလာယရနာကိုကြတော့ကျွေးအောင်နဲ့ယရနာကြတော့ ြုတ်အောင်နဲ့စီရတာပလဲယရနာကြတော့တန်အောင်နဲ့စီရတာဒါကမနိရက်ချက်ရကြမှာလားကျောင်းယရနာကြတော့မြင်အောင်နဲ့စီရတာဘောမုတ်ယရနာကြတော့ဗဒမြားဗဒမြားအောင်နဲ့ညယရနာကြတော့သူ့အောင်နဲ့စီရတာဥဒ္ဒဗယယရနာကြတော့ကျင်းညီအောင်နဲ့စီရတာနီလာနီလာယရနာကြတော့ငွေအောင်နဲ့စီရတာတို့ကကြတော့ပဓာန်ဆိုတာအမှန်တရားဆိုရင်ပဓာန်ဒေသနာတော်က ်9ရက်လောက်ယူရင်ပြီးတယ်ဘာကြပြီးတကသုံးကိုပုတ်ရင်အကုန်လုံးယူအကုန်လုံးယူတော့ကွာတအုပ်တော့ကိုအချိန်သတ်မှတ်တာပေါ့9နာရီသတ်မှတ်လိုက်တာပုံတော့တကယ်တမ်းကျတော့ပြီးတကသုံးကိုယူရတာကဟိုသာပေယူတယ်ဆိုတာပထမဆရာတော်သံဃာတော်တွေကယင်ပါပြီးသားလေဒီပြိတ္တကသုံးဖို့じゃမယင်ပါဘူးမရွတ်နိုင်ဘူးတတော်ဘုန်းကြီးမရွတ်နိုင်ဘူးအဲတို့เจ้าနဲ့မှာကောဓမ္မသရိယကြံပြီးနဲ့ဓမ္မသရိယရောက်နေတဲ့ပုဂ္ဂိုလ် ်သာတင်နန်းအောင်တဲ့ပုံပုံတွေကသူကညှုတ်ခိုင်းတာအဲ့ပွဲမှာလဲကိုယ့်ရဲ့တိုင်တိုင်ကိုညှုတ်လိုက်ကိုယ့်တိုင်တိုင်ညှုတ်ရောင်းတက်ကမိသားစုကအယုံသွန်းနေသွန်းဒီညညနေပိုင်းအချောရင်းတို့ခန့်ဒိုလေးလေးမရှိအောင်တန်ဃာတော်တွေကိုဒရိုက်လုံးနော်ညှုတ်တဲ့တန်ဃာတော်ကတော့သူက24နာရီဆိုတော့နှစ်ပါးနှုတ်တက်မှလိုက်တာဟုတ်နှစ်ပါးနှုတ်တက်မှလိုက်တော့ပင်မန်းမှာဆိုလို့ နှစ်ပါးတနာကြီးကိုတပါးနိုင်ဝက်စီပဲယူခိုင်းပြီးတော့အလုံးကရွတ်တဲ့တန်က48ပါးနာရကဆရာတော်ကတော့17ပါးဒါနဲ့ပတ်သက်လို့လုံချိုရေးပါညာအတွက်က2ပါးအလုံးက63ပါးဒီတခါကြီးတော့လုံတဲ့ကိစ္စမှန်သမျှဟိုတမင်တိုင်းဟိုတိုက်ဆိုင်တာမဟုတ်လို့တမင်တမင်လုံးတော်မတဲ့တိုက်ဆိုင်တာကြီးအကုန်လုံးကိုနုံဝင်နေတယ်တန်ကပြင်းလဲ63ပါးပဲအခုမနေ့ကလူဟိုတို့ပါလဲသောသောကပိဋကတော်မူ တို့ပဲပူတော်ပဲကုန်ကြငွေရလဲတိမ်မောင်ကိုရပဲတိမ်မောင်ကိုရအခုကကြတော့တိမ်မောင်1500 900ဆိုတော့လဲအန္တဟုတ်တယ်1000 3100 39ကိုသိဆိုလဲကိုနှဝံ့မယ်ဂိုင်းလို့တာဆိုကိုနှဝံ့အကုန်ကြည်သလိုကိုဖြစ်နေတမေဖန်ကြီးရတာဟိုတစ်ခါဒီအနေပဲတယ်လို့ဒီခုမစိုးရင်ကြောင်းတက်ကြီးတည်သမျှကြောင်းတာရကကြီးတို့ရဲ့အကြောင်းအရာတွေအကုန်ပေါအောင်လို့ ထပ်ပနာကြောက်စာရေးပေါ့ကွာရေးကြတဲ့အခါကျတော့တော်တော်ကတော့ခန္ဓာမူကဘုံဘုံတပြီတော့ရေးရမလားပေါ့တို့ကအလုတ်တားရုပ်တဲ့အခါကျတော့ကဲဒကာကြီးရေးခြင်းလဲရေးနောက်ကျတော့ဟာဘုံမစိုးရင်ကြောင်းရပဲဟိုနိုင်ကဘုံကြီးတွေပဲရေးမယ်ဆိုတော့အဲ့ဒါတိုက်တိုက်ဆိုင်ဆိုင်နိုင်ကကြီးတို့ကြောင်းလူလာနဲ့ပတ်သက်ပြီးတော့ရေးလိုက်တဲ့အခါလဲဂါထာကိုးဂါထာဖြစ်တယ်အကြိုက်ပဲဂါထာလဲကိုးကိုးကနန်းတန်ဆင်းပြေးတာကိုးဂါထာအခုလဲမင်းတို့အိမ်မှာလဲ တို့ဒီမှာ B9 နဲ့တုတ်ထားတယ်အခုအခုကအုံမြင့်မှာကကြတော့ပါဠိကြောက်စာမြန်မာကြောက်စာကြီးပြမှာကြတော့ပါဠိနဲ့မြန်မာတွဲရဲ့အဲ့ဒါအခုအဲ့မှာပထမဆုံးမြန်မာကြောက်စာကိုအောက်ကပထမဆုံးငါငွေကျုပ်ငွေကျုပ်ထဲမှာ noted 90ထည့်ပြီးတော့ထပ်ပနာတယ်ပြီးတော့မှငွေကျုပ်ပေါ်တော့မှမြန်မာပြန်ထားတယ်ပါဠိကိုမြန်မာပြန်ထားတယ်မြန်မာကြောက်စာမြန်မာကြောက်စာဟောမှာတကပါဠိရောအနယ်ရောနှမျိုးလုံးပါတယ် ရေးပြကြောက်တာရေးကြီးအခရာပေါ့ကြီးပြပေါ်မှာတင်ထားတဲ့အခရာဒါကကြီးပြပေါ်မှာတကပါဠိသက်သက်ကြောက်စာဆိုပြီးအလုံးပေါင်းကြောက်စာ၃မျိုး ਨੇ အဲ့ဘောမှာအခုတို့ကပထမပရမ ्या အုပ်ကိုထပ်ပနာလိုက်တာတို့စက်တင်ဘာပေါ့နော်စက်တင်ဘာ19ရက်နေ့မှာဒီယရနာအုပ်တွေကိုကြောက်လာထားတယ်တော်တော်ကတို့ ਨੇ တို့ရောက်တော့တပည့်တော်တဲ့14ရက်ပေါ့ စတင်ဘာလောက်14လောက်ဆိုလိုင်းပေါ်ကနေသဗနာပူဇော်ခြင်းနဲ့ဆန္ဒရှိတဲ့သူပူဇော်နိုင်တယ်ပေါ့နောက်ဒကာကြီးကသူစိတ်စိတ်ကူးကောင်းတယ်16ရက်နေ့ငွေအုပ်ရွှေအုပ်တွေလာထားပြီနဲ့မဖိတ်ခေါ်ဘာဖြစ်လို့လဲဆိုတော့ပရူပဝါဒဆိုတာပါဠိလိုပေါ့ကွာအိဗေကတော့သူတို့ဘာဆွတ်ဆွဲမှာကိုမလိုလားဆွဲတဲ့သူကလုံးနိုင်မှာပေါ့သူတို့ဘာပြူထားတဲ့ပစ္စည်းတွေနဲ့ဆိုတာမျိုးဒကာကြီးက အဲ့လိုအဖြစ်မခံဘူးသူကိုယ်ပိုင်ပစ္စည်းနဲ့လောက်တာဒိုက်ကမာရီဒေါ်ဝန်းမှာ20 22နှစ်စုထားတဲ့စိန်အစစ်တွေနဲ့လောက်တာဗရမားအစစ်တို့ပလဲရလဲမွင်းယူရပလဲမဟုတ်ဘူးတဘာဝပလဲအဲ့လိုအစစ်နဲ့လောက်တော့ရက်20ဟိုစတင်မာလာ20ကြတော့လိုင်းပေါ်မှာလူလန်းနိုင်ပါလို့ကြင်ညာတယ်ပြင်ပထမဆုံးလူတာတော့ငါတို့ကအမှန်တကယ်တမ်းကျတော့တို့ငါတို့အမေရလဲလေမင်းတို့သိတဲ့အတိုင်းပဲဟိုအမေနဲ့ညီမကငလီလုတ်တဲ့ထဲပါသွားလေ ဒါယဟန်တကမှာတော့ဘုံဘုံလူဟာလူရာသိတ်ကောင်းတာပေါ့ဗျာလို့လူကြဆိုဆိုတော့ကဲဥပြရလူအောင်တော့စောစောလာခဲ့တာသူတို့ကအဲဒီပြင်သူတို့ယဟန်တကမှာသမီးနှစ်ယောက်ကလည်းလူတယ်ငါရဲ့အမေပေါ့ကွဲလွန်သွားတဲ့အမေရဲ့ဝတ်ဆင်တဲ့နှောင်းလေးလည်းတို့ကလူတယ်ညီမလေးကလည်းကွဲလွန်သွားတယ်ကွဲလွန်သွားတယ်ညီမလေးရဲ့တကြအသားဆွဲကြိုးကုန်းလည်းတို့ကအမဥလူအမကွာနည်းနည်းနောက်ကြတော့အဲအเจ้าတကာကြီးရဲ့မိတ်ဆွေတငယ်ချင်းပေါ့သူစီမှာခုဖြူပရင်ဆရာကြီးကသူကအုပ်ဖြစ်သွားတယ် ဲ့လိုလူလိုက်တော့အဲ့နေရာကြတော့မိုးကလည်းယွာတို့တို့ရဲ့ဟာဟုတ်ပါဟုတ်ပါမလားသိလည်းမလာဘူးပေါ့ဘိသက်ကလည်းမတိကြဘူးလားမသိဘူးအာနောက်သုံးရင်းလေးတော့ကလည်းလာတော့နောက်ပိုင်းကျတော့တို့ဆွမ်းစားမဲ့ခြေရင်းကိုလူစားလူရတဲ့သဘောဖြစ်တယ်ကွာအမှန်တို့ကတော့နာယကပေါ့ကွာငယ်တဲ့ဥစဉ်နေလဲလောက်ကတက်ကိုင်းတော့အောင်ကဲလို့ကြောင်တို့ဝိုင်းကူကြောင်မတို့ကြံဆိုတော့ဘယ်လိုမှမနိုင်တော့ဆိုတော့အဲ့ဒါဥမာစာတင်သားအတွက်ဟိုဆယ်နှစ်ကျော်ဆွမ်းကြိုင်မင်းတို့သွားစားကြငါတို့ကနေခဲ့ရတာ တော့၁၁၅လောက်မှာသွားစားအဲ့ဒါနာယကနာယကတော့ဒိုင်းငံတော့ဟိုငါတပားပဲပေါ့တို့ကအကျန်နဲ့နာယကဒီလည်းပါတော့ပါပါတယ်တို့တော့အနေငယ်အကျန်နဲ့စာတင်သားလေးတွေကလည်းအောက်ပန်းကြခြေရည်လို့ပူတယ်လူတန်းနာလည်းအခုမနေ့ကထပ်ပနာပေးမယ်ဆိုတော့ရက်ကိုမရနိုင်ပဲဖြစ်နေတယ်အဲ့မနေ့ည9:00နာရီ10:00နာရီထိလာလာလူနေလို့နောက်ပတ်ကျတော့အဲ့ကလထိုင်းဘောကိုမထိုင်ကျင်တော့မထိုင်ရတော့ဘူးမို့ဆိုရင်လုံးလူကရမှာမို့လို့တအားကြီးများတော့လေမနိုင်ဘူးအခုပမာဏဆိုရင်ဒကာကြီးကစောစောက းငါ့ကိုကြောက်တာဆရာတော်ဒီတပည့်တော်ငွေအုပ်ငွေကျုပ်ပေါ့ငွေအုပ်ဖလားကြီးဒီကိုလုံးလောက်လုံးမယ်လုံးလိုက်ပြားဆိုတော့ငွေကိုအုပ်ကိုကျုပ်ကမရပြန်ဘူး78 78ကနေ20ကွန်း20ကွန်းကနေခု54အဲ94ရနေကလှူတဲ့သူကဘယ်လောက်များဆိုတော့90 81တိဖြစ်သွားတယ်81เนาะ81တော့80ဟုတ်ပါအဲ့ထဲမှာကရွှေကြည်တိုင်းမှရွှေရတနာပေါ့ကွာပစ္စည်းတွေအဲ့ဒါ၅ချုပ်ပါတယ်တွက်ကြည့်ပေါ့မလို့အဲ့ပိတ်တာကြီးမလောက်ရှိမလဲတွက်တာကြည့်တော့ ကျန်တာတွေလည်းအများကြီးဒီမှာအခုကြောက်စိမ့်နေလူတန်းထားတာတန်ပေါင်း20လောက်ရှိတယ်။မနေ့ကထပနာကအလူကနာ6နိုင်ပြိတ်ပါမယ်ဆိုတော့သခိုင်းကတခါကြီးတယောက်ကလည်းလာပြီးတော့ရှောက်သေးတယ်။ဒါပေမဲ့ तू ကထပနာပြိတ်သွားပြီဆိုတော့ तू မှလူကုန်းကဒီလိုတော့မရတော့ဘူးဗျာ။အဲဒီတော့ဒီမှာတော့နှစ်တန်လောက်ကြီးတဲ့ကြောက်ကြီးရှိတယ်။အဲမစိုးရုံကြောင်းတဲ့ထဲမှာအဲမစိုးရုံကြောင်းတဲ့ဆိုတော့စာကပီးထွန်းပြီးတော့တို့ရဲ့နာမည်နဲ့လူတန်းကျင်ပါတယ်။အဲနေရာလေး ပြေးပါဗောကဲအဲ့ဒါတော့ကဲစီဝေးပြီးမှဆုံးဖြတ်မယ်ဗောအမနဲ့ကကိုတကငါဒီမှာခန်းဟိုအတွက်ကိစ္စလုံးနေလို့ဒီမှာဈေးကန်းနဲ့ဟိုလူချင်းလို့ပါဆိုတော့ဘာလို့အောင်ဆိုတော့မဘွေးဘက်ကလည်းဓာတ်ကြီးကမိုင်းတယောက်ကအဋိဋ္ဌံရဆိုတော့ကွင်းအကြီးနဲ့ဇရနာပစ္စည်းလာလို့တော့နေအောင်လို့တကမိုင်းယရနာပစ္စည်းရတော့လက်ခံမယ်ကွင်းအကတော့လက်မခံတော့ဘူးပြလို့အဲ့ဒါဆိုရင်ဘုန်းကြီးတို့ဘယ်နေရာသုံးရမလို့အဲ့ဟွာဆိုရင်ပြတဲ့ပါညာလုံးမယ်သုံးဆိုတော့ယရနာပစ္စည်းကိုတော့မနေ့ကသွား ကြောက်ထဲပဲထည့်လိုက်တယ်ဒါပေမဲ့ကဲခုစိတ်ကူးပေါက်တယ်ဟိုဟာဟိုခုဟာကြီးမလားတွေပါပါတာဟိုဟာကြီးမလားပါမှာတော့ကြီးကွန်းအဲ့ပဲရတယ်ဆိုတော့ကြီးကြီးကွန်းအဲ့လေအဲ့ဒါပဲထွက်နာလိုက်တော့တယ်အများကြီးလေဒရဏပစ္စည်းတန်ဘိုးကတော့ဘယ်လိုမှရေနိုင်လို့မရတော့ဘူးကြီးညူလို့ကြီးနူးလွန်းလို့လားလူတာများသောအားဖြင့်လေခုလိုခုခေတ်ဟိုမီဒီယာကနေတွေ့ပြီးတော့လူကြတာတွေ့တယ်တချို့ဆိုရင်အဲ့မနေ့မနေ့စောရလဲဆိုရင်အဲ့ရန်ကုန်အသီးသန်လူကြီးလို့လာတာဒီကြမှာသူ၂000ကိုချွတ်လို့လာ ဲ့လိုဟာလေးလည်းအများကြီးပဲအဲ့ဒါတော့ဟိုတနိုင်ငံလုံးအတိုင်းတာဟိုနိုင်ငံတော်အစိုးရကလုပ်တဲ့ခန္ဓာတောင်မှဒီလောက်ဖြစ်ဖို့ရမလွယ်ဘူးဒါတော့ကြောင်းဒါရကဒါရကမာတို့ရဲ့ငုံမြတ်ဖြူစင်တဲ့စိတ်ထားလိုပဲပြောရမှာပေါ့နော်ဘနဲ့တင်မင်္ဂလာတုန်းကလည်းသိမ့်ပေါင်း1900ကိုနေအခုပြိတ္တကသုံးပုံနဲ့ဒီအုတ်တွေကိုပူဇော်တဲ့ပွဲမှာသိမ့်ပေါင်း900ကိုနေဒါလည်းကိုကနတ်မယ်အခုဒီပွဲမှာတော့သိမ့်ပေါင်း3000 တရား59တိကိုလည်းဒါတွေကိုအားလုံးဝမ်းမြောက်လို့ဘောတာတို့ခေါ်နေအောင်မီဒီယာကနေဖြန့်ဝေပေးဖို့လဲเนาะညတရားခံပန်ကြပါတယ်